အမကန်ကိုဘာကြောင့်လိုအပ်တယ်ထင်ပါလဲမင်္ဂလာပါကျွန်တော်ကိုအင်းစာပါအမကန်သဘောတရားနဲ့အမကန်ပညာတွေအကြောင်းကိုမျှဝေပေးနေတဲ့ insurance consultant တယောက်ပဲဖြစ်ပါတယ်အမကန်ကိုဘာကြောင့်လိုအပ်လဲလို့ပြောရမယ်ဆိုရင်တော့ပျက်စီးဆုံးရှုံးမှုတွေကြောင့်လိုအပ်ခြင်းဖြစ်ပါတယ်ဒီပျက်စီးဆုံးရှုံးမှုတွေကဘယ်လိုမျိုးလာလဲဆိုတော့အချက်၃ချက်ရှိပါတယ်နံပါတ်၁ကတော့တဘာဝတရားကြီးကြောင့်ဖြစ်ပါတယ်တဘာဝရေကြီးတာမီးလောင်တာငရင်လောက်တာကိုဘလို့မှတားလို့မရဘူ ဒီတဘာဝတရားကြီးကြောင့်ပျက်စီးဆုံးရှုံးမှုတွေကအများအားဖြစ်ပေါ်နေတဲ့အတွက်ဒီပျက်စီးဆုံးရှုံးမှုတွေကိုကုစားဖို့နံပါတ်1အမှတ်ကလိုပါတယ်။နံပါတ်2ကတော့ law of uncertainty လို့ခေါ်ပါတယ်။အဲ့ဒါကဘာလဲဆိုတော့မသေးကြမရေရာမှုတွေပေါ့နော်။လူတွေကကျွန်တော်တို့ဘလောက်ပဲကောင်းအောင်လုပ်လို့100%မကောင်းနိုင်ပါဘူး။အဲ့ဒီအတွက်အဲ့ဒီလိုမျိုးတွေကြောင့်ပျက်စီးဆုံးရှုံးမှုတွေဖြစ်လာမယ်ဆိုရင်လည်းအမှတ်ကန်လိုအပ်ပါတယ်။နံပါတ်3အချက်ကကြတော့ human nature လို့ခေါ်တဲ့လူတွေရဲ့သဘောတဘာဝအကြောင်းဖြစ်ပါတယ်။ လူတွေကကျွန်တော်တို့ကအသစ်အသစ်တွေစမ်းစမ်းသစ်တီချွင်နေဒါပြင်အဲမားရင်ပြန်ပြင်းနေဆိုတော့လူသဘောတဘာဝရှိပြီးတော့တိုးပိုကောင်းအောင်လုပ်တဲ့အတွက်အဲမားသွားလို့ပျက်စီးဆုံးရှုံးမှုတွေဖြစ်လာမယ်ဆိုရင်လည်းအမကန်လိုအပ်ပါတယ်မိတ်ဆွေအနေနဲ့အမကန်မလိုဘူးဆိုရင်ဒီ၃ချက်ကို control လုပ်နိုင်ပြီလားကာဝယ်ထားနိုင်ပြီလားစဉ်းစားဖို့လိုပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်